တုံးမတဆူစီမံကိန်းဂျီရီမုစကာလာတာတီအေး PhD ကျွန်ုပ်နာမည်မှာဂျီရီမုစကာလာသစ်ဖီအန်ဒရူးစ်တက်ကဒိုရှိသီယိုလော်ဂျီကျောင်းတော်ကြီးရဲ့တက်ကဒိုမဟာဌာနမှူးဖြစ်ပါတယ်။တုံးမတဆူအကြောင်းအရာညင် ပတ်သက်၍ပါမုံခါဆေဦးရဲ့ဟောပြောချက်၅ခုကိုကျွန်ုပ်နဲ့အတူလိုက်ပါနားထောင်ရင်ဖိတ်ခေါ်လိုပါတယ်။ဒီတုံတင်ချက်တွေမှာ ကျမ်းသက်တွေအလွန်ကျွေဝတာကြောင့်အချိန်ပေးတင်ယူတဲ့တင်တို့ကိုလုံးဝနောင်တရစီမှာမဟုတ်ပါဘူးအားလုံးကိုလေ့လာပြီးတဲ့နောက်ဖျားသခင်ကဘလောက်လှပါသလဲသူကအဘယ်အရာကိုလှပ်ဆောင်နေတယ်ကျွန်ုပ်တို့စီက အမှန်တကယ်အဘယ်အရာကို အလိုရှိတယ်ပြီးတော့အရာအားလုံးကငြင်းချမ်းရင်းနှီးတဟာသာဖြစ်အောင်ဘလို့အဆုံးသတ်မယ်ဆိုတာကိုပုံမကောင်းမွန်စွာနားလည်နိုင်မှာဖြစ်ပါတယ် ဒီဟောပြောချက်အားလုံးပြီးရင်ဖျားသခင်ရဲ့သုံးပါးတစုသစ္စံကို ပိုမိုကောင်းမွန်စွာ နားလည်ယုံသားမကဘဝနဲ့ဘလို့သက်ဆိုင်လဲဆိုတာကိုလည်းရရှိမှာဖြစ်တယ်။ဆိုလိုချင်တာဟာတမချန်းစာအဆုံးမအားလုံးကကျွန်ုပ်တို့ရဲ့လက်တွေ့အခြေအနေများပေါ်တယောက်မှုရှိတော့ကြောင့်ဖြစ်တယ်။ကျွန်ုပ်တို့သတ္တမနဲ့မျှော်လင့်ခြင်းခရိယံများအနေနဲ့သုံးပါးတစုဖျားသခင်ကိုယုံကြည်ကြောင်းအလေးပေးပြောကြလိုပါတယ်။တစုတရားသုံးဖျားသခင်မှာ ပုဂ္ဂိုလ်သုံးပါးရှိပါတယ်။ခမီးတော်တားတော်နှင့်တန့်ရှိသောဝိညာဉ်တော်တို့ထွက်ကြတယ်။ဒီပုဂ္ဂိုလ်များဟာ အတူတကွသာဝရတည်ရှိပြီးတန်းတူညီမျှထွက်ပါတယ်။အလွန်နီးကပ်စွာ အတူတကွလှုပ်ဆောင်ကြပြီး အလွန်နီးကပ်သောဆက်ဆံရေးရှိကြပါတယ်။သုံးပါးစလုံးကဖန်ဆင်းခြင်းနှင့်ရွေးနုတ်ခြင်းတွေမှာအရေးကြီးသော အခန်းကဏ္ဍများမှာ အတူတူပါဝင်ကြတယ်။ဖျားရခင်ရဲ့ဖြစ်တည်မှုနဲ့ ၃ပါးတစုရဲ့အကြောင်းဝန်များကိုမှန်ကန်စွာပိုင်းခြားနားမလည်ဘူးဆိုရင်ရွေးနုချဲအစီအစဉ်ကိုလည်းအမှန်တကယ်နားမလည်နိုင်ပါဘူးသူတို့တဝူးချင်းစီရဲ့အခန်းကဏ္ဍကိုနားမလည်ဘူးဆိုရင်လည်းနောက်ဆုံးပြန်လည်ထူထောင်ခြင်းအခန်းကဏ္ဍတစ်ခုလုံးကိုလည်းကောင်းစွာနားမလည်နိုင်ပါဘူးဘုရားသခင်ကိုမှန်ကန်သောနည်းလမ်းဖြင့်မြင်ရပါကတစုတည်းသောဘုရားသခင်ဟာ၃ပါးဖြစ်ကြောင်းသိရပါတယ်ဘုရားသခင်က၃ပါးတစုဖြစ်ပြီးသူမှာမိသဟာယရှိတယ် သင်ကဘုရားသခင်နောက်တော်သူလိုက်ပြီးဘုရားသခင်နဲ့မိသားယာဖွဲ့ခြင်းနဲ့ဘုရားသခင်နဲ့သာမိသားယာဖွဲ့ယုံတာမကအခြားသူများနဲ့အတိပ္ပယ်ရှိတဲ့မိသားယာဖွဲ့ခြင်းလည်းရှိရပါမယ်။ဘုရားသခင်ဟာမိသားယာဖွဲ့သူဖြစ်ပြီးမိသားယာအတွင် အတိပ္ပယ်ရှိတဲ့ဘဝကိုနေထိုင်ရပါမယ်။ကျွန်တော်ရဲ့ဖန်ဆင်းရှင်တို့မဟုတ်ရွေးနှုတ်သူပြန်လာမိသူချစ်ချင်းမေတ္တာရှင်ဘုရားသခင်တမန်တော်ရဲ့ဘုရားသခင်တရားမေတ္တာမှုရဲ့ဘုရားသခင်တန်ရှင်တို့ဘုရားသခင်ဟာကျွန်တော်တို့အတွက်အမြဲရှိနေပြီး ဘယ်တော့မှစတင်မိသူမဟုတ်တော့ဖရာသခင်ဖြစ်တဲ့ဒီသုံးပါးစုအယူအဆတစ်ခုလုံးကဖရာသခင်ဟာတင်းအတွက်မိတို့ရှိတယ်လေကျွန်ုပ်အတွက်မိတို့ရှိတယ်လေပြီးတော့သူကကျွန်ုပ်တို့ကိုအမှန်တကယ်ကဲတင်လို့ကြောင်းပုံမကောင်းမစွာနားလည်နိုင်ဖို့ကူညီပေးမှာဖြစ်တယ်ဟောပါတယ်ကျွန်တော်ပြောခဲ့တဲ့အတိုင်းဟောပြောချက်15ခုအပေါင်းပြီးတော့နေတန်းဒီပါရှိမီပါမော့ကဆယ်လုံကကျွန်တော်တို့ကိုသင်ကြားပေးမှချက်တာကြောင့်ဖျားသခင်ရဲ့သုံးပါးတစုစီးရီမှာအတိတ်ပဲဖွင့်ဆိုခြင်း တမိုင်းဆိုင်ရာတမကျန်းစာအသေးပြဖွင့်ဆိုခြင်းဓမ္မဗေဒနှင့်လက်တွေ့အသုံးချမှုများနှင့်အတူမတူညီတဲ့ရှုထောင့်အမျိုးမျိုးမှ မတူညီတဲ့ဟောပြောချက်များရှိမှဖြစ်တယ်။ဒီ series တစ်ခုလုံးရဲ့စင်ရင်ကအောက်ပါတိုင်းဖြစ်ပါတယ်။ပထမဆုံးဆရာဆရာမနဲ့မိတ်ဆက်ပါအောင်ပါ။ပထမတရုကတော့ဓမ္မဗေဒပါမောက္ခဒေါက်တာဒန်နစ်ဖိုတန်မှာတင်ပြမှဖြစ်တယ်။သူကတင်တို့ကတမကျန်းစာဓမ္မဗေဒာ တမိုင်းနောက်ခံပြဿနာနင်းအခြေအနေတစ်ခုလုံးတဲ့တို့ခေါ်ဆောင်မှဖြစ်ပြီးတင်းတို့အားသုံးပါးတစုအကြောင်းအရာကို လေ့လာရမယ့်အရေးကြီးပုံ မိတ်ဆက်ကိုတင်ပြပေးမှာဖြစ်တယ်။သူပြီးရင်ဆရာမဒေါက်တာဂျိုအန်ဒေးဗစ်ဆန်မှာဟောပြမှာဖြစ်တယ်။သူလည်းဓမ္မဗေဒပါမောက္ခတဟုပါပဲ။သူကတမားကျမ်းစာတစ်ခုလုံးအတွက်နံပါတ်1အရေးကြီးဆုံးအကြောင်းအရာကိုပြောပါမယ်။ကျွန်တော်တို့ကိုးကွယ်သောဖျားသခင်အကြောင်းပါပဲ။ဖျားသခင်ကို ကျွန်တော်တို့သိခွင့်ရတာသူ့ကိုယ်သူဖော်ပြပေးလို့ပါသူ့အကြောင်းကိုလူ့ဘာသာနဲ့သူ့ဖော်ပြပြရတယ်ဒါပေမဲ့သူ့ကိုသိရတာသူ့အကျင့်လောက်ဆောင်ချက်စသည်များကို လူ့ဘာသာအဖြစ်ပြောပြီးသိကြရတာသာဖြစ်တယ်သူမကတော့ဘုရားသခင်ကိုပုံမကောင်းမလေးနာတော့နားလဲမမှတစဉ်ပို့ချပေးမှကြည့်ပြီးကျွန်တော်တို့ကဘုရားသခင် ကိုတီးကြွတဲ့အခါအဘယ်ကြောင့်သူ့ကိုကိုးကွယ်လို့ကြောင်းကိုရောကိုချီးမွမ်းခြင်းုံသာမက လိုက်နာရန်နဲ့ နားခံရလိုအပ်ကြောင်းတင်ပြပါလိမ့်မယ်။သူမကဖျားသခင်ရဲ့ဒီလှပသောရုပ်ပွန်လွာကိုခြေမုံဖော်ဆောင်ပါသည်ပြီးဖျားသခင်အကြောင်းကိုကျွန်တို့ပိုတိလာလေးလေးကျွန်တို့အနေနဲ့သူ့မျက်မှောက်မှာကြောက်ရွံ့လေးလေးဖျားသခင်ကိုချီးမြှင့်နိုးလေးလေးဖြစ်ကြပါမယ်။သူ့နောက်တော်ကိုတစ္ဆာရှိရှိလိုက်ချင်လာပေလိမ့်မယ်။နောက်ထပ်တင်ပြချက်နှစ်ခုရှိပါမယ်။ကျွန်တော်ကဓမ္မကြောင်ရဌာနမူတာမကဓမ္မဟောင်းကျမ်း Exegesis ဖာမုံခါလဲဖြစ်ပြီး ဓမ္မဟောင်းမှာအလွန်ကြွယ်ဝတဲ့အကြောင်းအရာများမှာတစဉ်ဖန်နင်းချင်းဆိုင်ရာသုံးပါးစုကိုညီညွတ်ပြောဆိုခြင်းပန်တတက်မှာပါတဲ့ကွဲပြားခြားနားတဲ့အစိတ်အပိုင်းတွေရာဇဝင်စာအုပ်တွေဝိညာဉ်တော်စာပေတွေတုတ်တန်စာပေတွေမှာတစဉ်ဝင်ကပုတ်တရုတ်ပုံလွာများစသည်တို့မှသုံးပါးစုကိုညီညွတ်ပြောဆိုမှုဖြင့်ဘုရားသခင်ကိုပုံမကောင်းမွန်စွာနားလည်နိုင်ပုံနဲ့သူဟာဓမ္မဟောင်းတွင် ရှိနေပြီးသားအဖြစ်နှင့်ကဲတင်ချင်းဆိုင်ရာဖြဒနာအလုံးကို ဘလို့ကင်တွေဖြစ်ရှင်းခဲ့တဲ့စာဓာတွေကိုပြသပါလိမ့်မယ်။ဒါကြောင့်ဓမ္မဟောင်း၌၃ပါးတက္ဆုသွေးခေါ်မှုစီတို့ဆိုတဲ့ခေါင်းစဉ်တစ်ခုတင်ပြရမှာဖြစ်ပြီးအဲ့နောက်ဓမ္မဟောင်းချမ်းရှိတန်ရှင်းသောဝိညာဉ်တော်အကြောင်းတည်ကြတဲ့လေလာချက်တရက်ကို The Holy Spirit in the Old Testament a comprehensive view ခေါင်းစဉ်တတင်ပြပါမယ်။ဓမ္မဟောင်းချမ်းမှာတန်ရှင်းသောဝိညာဉ်တော်ညက်ဆန့်လျင်သောအကြောင်းအရာများဘလောက်ကြွယ်ဝသလဲဆိုတာကိုကျွန်ုပ်ကိုယ်တိုင်အံ့ဩမိပါတယ်။ ီဟောပြောပွဲမှာဒီကိစ္စတွေကိုကင်တွယ်ဖြေရှင်းထားပါမယ်။အဲနောက်ဓမ္မဟောင်းကျမ်းရဲ့လှပပြီးထိုးထွင်းသိမြင်နိုင်တဲ့ဟောပြောချက်တစ်ခုကတော့ဓမ္မဟောင်းကျမ်းရဲ့အနက်ဖွင့်ပါမုခ JN Andrews နဲ့သုံးပါပေါတစုဆိုင်ရာပါမုခ Richard M Davidson နဲ့ဆက်လျင်ပါတယ်။၎င်း၏အကြောင်းအရာကတော့သူတန်ကျမ်းရှင်းနဲ့သုံးပါတစုဖြစ်ပါတယ်။သူတန်ကျမ်းရှင်းမှာပညာနဲ့ပတ်သက်တဲ့လှပသောကဗျာတစ်ပုဒ်ရှိပါတယ်။ ဤဉာဏ်ပညာဟာယေရှုခရစ်တော်ဖြစ်ပါတယ်။ယေရှုခရစ်တော်ရဲ့ဉာဏ်ပညာဟာဒီနေရာမှာအလွန်အစွမ်းထက်မြတ်ကြောင်ပြသမှာဖြစ်ပါတယ်။သခင်ယေရှုနဲ့ကောင်းကင်ဘုံရှင်ခမည်းတော်ဟာကဘာကိုဖန်ဆင်းရာမှာအတူတကွကခုန်တကယ်သို့ရွှေမြူးနေကြပါတယ်။ဒါကြောင့်ယင်းဟာအလွန်လှပပြီးအလွန်အစွမ်းထက်မြတ်ပါတယ်။အဲ့နောက်ဓမ္မဟောင်းကျမ်းမှာနောက်ထပ်သီးသန်းလေးလာမှုကခုလာရှိမှာဖြစ်ပြီးဒီတကာမှာတော့ဒန်းရီလာကျမ်းနဲ့ရှိ သုံးမကစုခေါင်းစဉ်ဖြစ်ပါတယ်။ ဒါကိုဓမ္မဟောင်းဌာနရဲ့ဥက္ကဋ္ဌလည်းဖြစ်ဓမ္မဟောင်းကျမ်းနှင်တမာပြန်စာရှေးအောင်သူတာဒေသနာပညာရှင်လည်းဖြစ်သူဒေါက်တာပေါ်ဂရီဂိုတင်ပြပါမယ်။ဒန်ယီလာကျမ်းရှိ၃ပါးသစုကိုကိုင်းတွယ်ဖြေရှင်းမှဖြစ်ပါတယ်။ဒန်ယီလာဟာဒန်ယီလာကျမ်းထဲမှာဘုရားသခင်ရဲ့ဝိညာဉ်တော်ရှိကြောင်းကိုအကျဉ်းပေါင်းများစွာလမ်းညွှန်ကြသူဖြစ်ပါတယ်။သူကဘာကိုဆိုလိုသလဲဆိုတာနဲ့ဒီဖို့ပြချက်တွေကိုနားလည်အောင်လမ်းပြပေးပါလိမ့်မယ်။ တမတစ်ချန်းပါမော့ခါဒေါက်တာရန်ကိုစတီဖန်နိုဗစ်ခါတမချန်းစာရှိသုံးပါတက်စုအချောင်း၃ခုပြုလုပ်မှာဖြစ်တယ်။ပထမတစ်ခုအနေနဲ့ချန်းစာရှိ သုံးပါတက်စုဖရာအချောင်းဖြစ်ပါတယ်။ပြီးတော့တမတစ်ချန်းရှုထောင့်မှာတန်ရှင်းတော်ဝိညာဉ်တော်ဆိုပြီးတင်ပြမှာဖြစ်တယ်။အထူးသဖြင့်တမန်တော်ပေါ်လူညင်အခြားသောဓမ္မတစ်ချန်းစာရေးဆရာများရဲ့ရှင်းလင်းချက်များကိုဂိုင်းတွဲဖြေရှင်းပေးမှာဖြစ်တယ်။သုံးပါတက်စုအချောင်းဆိုင်ရာတွင်တင်ချက်က အမှန်တကယ်ပင်တမာကျန်းစာတွင်တင်ချက်ထူပြီး၎င်းကကျန်းစာရေးစရာများရဲ့တင်ပြချက်များနှင့်အညီညွတ်ပြီးဓမ္မတိကျမ်းမှာလည်းတည်ကြတဲ့လေ့လာမှုဖြစ်တယ်။တန်ရှင်းသောဝိညာဉ်တော်ကလေဓမ္မမှုလွမ်းမိုးနိုင်ရန်တကောများတာတာမဟုတ်ကြောင်းရှင်းပြပေးလိမ့်မယ်။ဓမ္မဟောင်းမှာလည်းတန်ရှင်းသောဝိညာဉ်တော်ကခွန်အားတကောတစ်ခုသာမဟုတ်ပုဂ္ဂိုလ်တူထူကြောင်းကျွန်တော်လည်းရှင်းလင်းစွာ ဖော်ပြထားမှုကိုပို့ချပါမယ်။အဲ့ဒီဆရာအနေနဲ့ ကေတင်ချင်း၌တန်ရှင်းသောဝိညာဉ်တော်၏အခန်းကဏ္ဍနှင့်ကေတင်ချင်းဆိုင်ရာမျောလင်းချက်စသည်တို့ကိုမိမောင်းထုတ်ဖော်ပြလေလမည်။ပြီးတော့ဗျာဒိတ်ချမ်းရှိတုံပါဒစုအကြောင်းကိုလည်းသူပြောသွားပါမယ်။သူကတော့ဗျာဒိတ်ချမ်းပါရကူဖြစ်ပြီးအနက်ဖွင့်ချမ်းတဆောင်ကိုလည်းရေးထားပါတယ်။တမချမ်းစာမှာတုံပါဒစုတွေးခေါ်မှုတွင်တင်ချက်တွေကိုဗျာဒိတ်ချမ်းမတစ်စင်ကျွန်ုပ်တို့ကိုဒီခီစီတို့ခေါ်ဆောင်သွားမှာဖြစ်တယ်။အဲနောက်အတင်းတော်တမိုင်းပါမှုခါ ဒေါက်တာဂျယ်ရီမွန်မသုံးပါတစုဖြစ်သောခမရတော်တားတော်နှင့်အတန်ရှင်းသောဝိညာဉ်တော်ဖျားအကြောင်းဟောပြောမှာဖြစ်ပြီးတမိုင်းဝင်ခရီးန်ထုံးတန်းစင်လာနေရင်ဝင်းကျင်မှာဖြစ်ပွားခဲ့တဲ့အငင်းခုမှုတို့အပေါ်แน่แน่တဲ့တိမြင့်အချို့ကိုဝင်ငါပေးမှာဖြစ်တယ်သူရတင်ပြချက်ကိုအသင်းတော်တမိုင်းလက်ထောက်ပါမှုခါဒေါက်တာဂျွန်ရစ်ရဲ့လေလာမှုနှင့်ဖြည့်ဆွတ်ပြီးချဲ့ထွင်မှာဖြစ်တယ် ရှေးဦးအတင်းတော်ဖခင်မနိုင်သုံးပိုက်ကစုဆိုတဲ့အကြောင်းဟောပြောချက်နှစ်ခုကိုဟောပြောပေးသွားပါမယ်။ညင်းခုန်ကြဘုံဂရိတတနနှင့်၎င်း၏လောကဝန်မင်းတခင်ယေရှုကိုကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ်နားလည်ဘုံခမည်းတော်နှင့်သူ၏ဆက်ဆံဤကိုမြတ်တို့ရှုမြင်ဘုံနောက်ဆုံးမှာတန်ရှင်တော်ဝိညာဉ်တော်အကြောင်းကိုပိုမိုကောင်းမွန်နားလည်လာဘုံတို့ကိုဟောပြောပို့ချမှာဖြစ်တယ်။ဤဆွေးနွေးညင်းခုန်မှုအလုံးကကနဦးအတင်းတော်ကာလမှာစတင်ဖြစ်ပွားခဲ့တာဖြစ်တယ်။အဲ့နောက်မှာတော့ ် LNG ဟွိုက်ရေးသားထားတဲ့အချက်လက်တွေနဲ့ဖျားသခင်အကြောင်းပြောဝဆက်ဤဝိညာဉ်တော်အပေါ်မြို့တို့ရှုမြင်ခြင်းနဲ့ထိုးရှုမြင်ခြင်းအပေါ်တိကျတဲ့လေကလာမှုတွေအထိအတင်ကြားသွားမှာဖြစ်တယ်။အတင်းတော်သမိုင်းပါမုခမာလင်ဘတ်သည်ဟော့ပြောချက်နှစ်ခုနဲ့ဒီ series မှာပါဝင်มาဖြစ်တယ်။တစ်ခုကတော့မျိုးလင်းတက်တက်နေဥပုတ်အတင်းတော်၌သုံးပါးတစုကျန်းစာနားလေခြင်းခရီးစဉ်ဆိုတဲ့အကြောင်းသမိုင်းဝန်အမြင်တွေဖြစ်တယ်။ယင်းတဲ့တက်ကဒီ LNG white ကသမိုင်းကျန်းစာကိုနားလေသဘောပေါက်တဲ့ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ အဲ့နောက်အလန်ဝှိုက်ရဲ့အရေးသားမြတ်မှာတန့်ရှင်းသောဝိညာဉ်တော်ဆိုင်ရာတိကျတဲ့လေးလာမှုကိုသူမရေးသားချက်မှသိရှိရမှာဖြစ်တယ်။ဒါကြောင့်အလန်ဝှိုက်တဲ့တန့်ရှင်းသောဝိညာဉ်တော်ရဲ့လူပုတ်ကိုချင်းဇယိုက်လက္ခဏာအကြောင်းဟောပြောချက်နှစ်ခုကိုဖျက်ဆီးခြင်းဖြင့်အမှန်တကယ်ကြွယ်ဝလာမှာဖြစ်တယ်။အလန်ဝှိုက်ရဲ့အရေးသားမြတ်နဲ့သူမရဲ့သမီးမဆုစတင်ခြင်းကစား၍နောက်ပိုင်းမှာသူမကဖျားသခင်နဲ့သုံးပါးတစုကိုမန်ကန်နဲ့နားလည်မှုကိုဘလို့ချက်ထွန်းခဲ့တာလဲဆိုတာကိုကျွန်တော်တို့မြင်နိုင်ပါတယ်။ဖျားသခင်ဆိုတာသူမက တုံးပါသစုလို့တုံးလုံးမတာအတုံးမဖြူပေမဲ့ Arian တွင်တင်ချက်ကိုညင်းပေးခဲ့ပါတယ်။သူမကတုံးပါသစုရဲ့ပထမပုဂ္ဂိုလ်တုံးပါသစုရဲ့ဒုတိယပုဂ္ဂိုလ်နဲ့ခမည်းတော်တားတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ကဲ့သို့သောတုံးပါသစုရဲ့တတိယပုဂ္ဂိုလ်အကြောင်းကိုသူမပြောနေပါတယ်။သူမက ကောင်းငင်ပုံဆိုင်ဟာ၃ရောက်တယ်ဆိုတဲ့အတုံးလုံးကိုပြောဆိုပါတယ်။ ဤအထုံးလုံးကဖျားသခင်ကဘသူပြားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကိုထိုးတွန်သိမြင်စေတဲ့အမှန်တကယ်ဆွဲမဲ့ဖွယ်ရအထုံးလုံးတစ်ခုဖြစ်ပြီးကျွန်တော်တို့ကကိုရောနဲ့ဆက်ဆံနိုင်လို့ကိုရောရဲ့အလိုကိုပုံမှန်ဤလိုက်နာနိုင်မှာဖြစ်တယ်။နောက်ဆုံးတင်ပြချက်ကို Professor Withdrew Weden ကပြုလုပ်သွားမှာဖြစ်တယ်။သူကဘာဒာဤဆိုင်ရာပါမောက္ခတူဦးလည်းဖြစ်ပြီးယခုအခါမှာဓမ္မပညာဟုတင်ကြားဖို့ချရာမှာအတွေ့အကြုံအလွန်ကျွဲဝတော့ဂုံတူးဆောင်ပါမောက္ခကြီးလည်းဖြစ်လာပါတယ်။ ဖူးရဲ့တင်ပြချက်မှာအတင်းတော်နဲ့ကဲ့တင်ခြင်းအတွက်သုံးပါးသက်စုသည်အဘဲတို့အရေးကြီးသည်နည်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့ဘုရားသခင်ကသုံးပါးသက်စုဘုရားချစ်ကြောင်းသိရန်တင်နှင့်ကျွန်ုပ်အတွက်အဘဲအရာကအလွန်အရေးကြီးပါတယ်လေ။ဘလို့သက်ဆိုင်မှုတွေရှိတယ်လေ။ဘုရားသခင်ဆိုတာမေတ္တာဟာယဖွဲ့ခြင်းရဲ့ဘုရားသခင်ဖြစ်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်မှာမေတ္တာဟာယဖွဲ့ဖို့ဘလောက်လိုအပ်ကြောင်းတင်သိနိုင်ရေးဖို့ဒီတွင်တင်ချက်ရဲ့အဆက်အဆက်အားဖြင့် ်သင်နဲ့အတူရှောက်လန်းမှာဖြစ်တယ်။ဖရာသခင်ကချစ်ချင်းမေတ္တာဖရာချင်းရင်ကျွန်တော်တို့ကသူ့ရဲ့မေတ္တာတော်ရဲ့လွှမ်းမိုးမှုကိုခံရရုံသာမကဒီမေတ္တာတော်ရဲ့ကြည်ညွတ်များဖြစ်ဖို့နဲ့ဒီကိုကျူးမဖတ်တဲ့ချစ်ချင်းမေတ္တာကိုအခြားသူများကိုပေးဆောင်ဖို့လည်းလိုအပ်ပါတယ်။ဤအကြောင်းအရာကကျွန်ုပ်တို့ရဲ့လက်တွေ့ဘဝအတွေ့ဘလောက်တောင်သက်ဆိုင်တယ်ဆိုတာအလွန်အရေးကြီးပြီးထိုးထွင်းသိမြင်တော့လေ့လာခြင်းတစ်ခုဖြစ်ပါလိမ့်မယ်။ဒါကြောင့်ဒီလပတဲ့တမန်ကျမ်းစာဆိုင်ရာ theology ဆိုင်ရာ ။တမိုင်းဆိုင်ရာနဲ့လက်တွေ့ကျရဲ့လေ့လာခြင်းခရီးစဉ်ကိုတင်ကိုဖိတ်ခေါ်လိုပါရယ်။ဆုတောင်းပါ။ဒီကျမ်းစာလေ့လာခြင်းနဲ့အဝေးကပါမောက္ခများနဲ့အတူဒီထိုးတွင်းတိမြန်စွန်အားလုံးကိုတရှိယုံကြည်သွားဖို့ဖြစ်တယ်။ဒီလိုဖြစ်ရင်တင်ဟာကျွေးမစွာကောင်းကြီးခံစားရမည်မှသိကြပါရယ်။ဤဓမ္မတရားနာယူခြင်းခရီးကအလွန်အသေးပေရှိပြီးရှင်လန်းစရာဖက်လာပါလိမ့်မယ်။ဖရာသခင်တင်ကို ကောင်းကြီးပေးပါစေ။